င်္ဂလာပါရှင်ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျမကတော့ညမိုးထပ်ပောင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့တွင်ဖလဲရေးစီမံကိန်းနားလည်မှုစာချုပ်လွားရန်ကုန်မီဒီယာဂရုလက်မှတ်ရေးထိုးဆိုတဲ့သတင်းတနင်္လာရုပ်ရှင်ရွာစီမံကိန်းအတွက် EOI ခေါ်ယူနေဆိုတဲ့တဲ့ အေးခဲသောပတ်သည်တင်ပေါ်ရန်နှင့်စက်ယုံတီဆောင်ရန်ရာထောင်းဆောင်ရွက်နေဆိုရသည်နိုင်ငံတကာသတင်းဘုံအနေနဲ့ဂျပန်၌တုပ်ကွေးသတိပေးချက်ထုတ်ပြန်ရသည့်အထိကူးစက်မှုမြင့်မားဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့သတင်းဖလှယ်ရေးစီမံကိန်းနားလည်မှုစာချုပ်လွှာရန်ကုန်မီဒီယာဂရုလက်မှတ်ရေးထိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်မီဒီယာအုပ်စု CMGE CCTV Video News Agency CCTV Plus နှင့်တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှန်ရှိပြည်နယ်မြို့ထောင်ရှီယန်းရှိဒေတာရင်းမီဒီယာအဖွဲ့အစည်းများသည်ချက်တာပရိနေခရှီဟောင်းတရုတ်မြို့ထောင်တွင်ကျင်းပဖွင့်လှစ်ခဲ့သောမီဒီယာဖိုရမ်တစ်ခုအတွင်ကမ္ဘာလုံးဆိုင်ရာတောင်ပိုင်း Global ဆောင်နိုင်ငံများမှ မီဒီယာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လွှာများကိုလက်မှတ်ရှိထိုးခဲ့ကြပါသည် အစိုးပါဆောင်ရွက်စာထံလက်မှတ်ရေးထိုးပွဲကိုဘုံဝဲကျိုးကျေးစုများသူ့အသဘောတူညီမှုတည်ဆောက်ခြင်းကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင်မီဒီယာ၏ရခန်းခန္ဓာဟူသောခေါင်းစဉ်အောက်တွင်အစိုးရအရာရှိများနိုင်ငံတကာအဖွဲ့အစည်းခေါင်းဆောင်များနှင့်အထူးကမီဒီယာများမှကိုယ်စားလှယ်ရာပေါင်းများစွာတက်ရောက်ခဲ့သည့်73ချိန်မြောက်ကမ္ဘာလုံးဆိုင်ရာ Video Media Forum VMF တွင်ကျင်းပခဲ့ခြင်းဖြစ်ပါသည် ဘောင်းသူညီချက်တဲ့အရှာ CCTV Plus, Xi'an Daily Media Group နဲ့ Xi'an Broadcasting Corporation တို့သည်မြန်မာ Afghanistan, Kazakhstan နဲ့ကင်ညာနိုင်ငံတို့မှမီဒီယာအဖွဲ့အစည်း၄ခုနှင့်ရင်းဤသတင်းဖလှယ်ရေးစီမံခိန်ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လွှာ၄ခုကို ပူးတွဲလက်မှတ်ရေးထိုးခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏သတင်းမီဒီယာတစ်ခုဖြစ်သောရန်ကုန်မီဒီယာဂရုသည် အခြားသောနိုင်ငံ၃နိုင်ငံနှင့်အတူနားလည်မှုစာချုပ်လွှာလက်မှတ်ရေးထိုးခဲ့ရာရန်ကုန်မီဒီယာအုပ်စုဥက္ကဋ္ဌဦးကိုကိုတက်ရောက်၍မိဖန်မီဒီယာများနှင့်အတူလက်မှတ်ရေးထိုးခဲ့ကြပါသည် New Sharing Project ကိုတရုတ်နိုင်ငံပြည်တွင်းမီဒီယာများစီးပွားရေးလုပ်ငန်းများနှင့်ဒေသအဆင့်အစိုးရများကိုနိုင်ငံခြားသတင်းဌာနများနှင့်၎င်းတို့၏နိုင်ငံတကာအလို့ဖော်ကိုင်ဖက်များအပြင် CCTV+ ၏ကမ္ဘာလုံးဆိုင်ရာဖြန့်ချိရေးစနစ် GDS မှတဆင့်အလောင်းလာရှိသောမီဒီယာမိဖန်များနှင့်ချိတ်ဆက်ပေးနိုင်ရန်2016ခုနှစ်တွင်စတင်ခဲ့ခြင်းဖြစ်ပါသည် တရုတ်နိုင်ငံ၏ပထမဆုံးနှင့်ဦးဆောင်ဗီဒီယိုသတင်းအေဂျင်စီဖြစ်သည့် CCTV Plus သည်ပြည်တွင်းသတင်းအကြောင်းအရာများနှင့်နိုင်ငံတကာသတင်းများအပေါ်တရုတ်နိုင်ငံ၏အမြင်ကိုတင်ဆက်ပေးပါသည်ထို့နောက်ကမ္ဘာလုံးဆိုင်ရာမီဒီယာဖွဲ့စည်းများနှင့် ထုတ်လုပ်ရေးကုမ္ပဏီများတို့အရေးသွေးမြင့်သတင်းရုပ်သံများတိုက်ရိုက်ထုတ်လွှင့်မှုအချက်ပြမှုများနှင့်ကျယ်ပြန့်သောမှတ်တမ်းများကိုပံ့ပိုးပေးလျက်ရှိပါသည်။ CCTV Plus မှာ2017ခုနှစ်တွင်တည်ထောင်ခဲ့သော VMFD ဗီဒီယိုအကြောင်းအရာဖြန့်ဝေခြင်းနှင့်မိပညာဆိုင်ရာစမ်းသပ်တီထွင်မှုများကိုအာရုံစိုက်ပြီးကမ္ဘာလုံးဆိုင်ရာမီဒီယာအသုံးပြုသူများနှင့်မိဖက်များအသွက်အထူးခါကြသောနှစ်ပတ်လည်ဖလှယ်ရေးပလက်ဖောင်းတစ်ခုအဖြစ်ဆောင်ရွက်လျက်ရှိပါသည်။ ကောင်းပွဲသည့်ယခုအခါကမ္ဘာတဝန်းရှိမီဒီယာအဖွဲ့အစည်းများနှင့်ပညာရှင်များ၏ကြေပြန့်စွာပါဝင်မှုကို ဆွဲဆောင်နိုင်သည့်ထိပ်တန်းကမ္ဘာလုံးဆိုင်ရာဖိုရမ်တစ်ခုအဖြစ်သို့တိုးတက်ပြောင်းလဲလာခဲ့ပါသည်လို့သိရပါသည်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့တန်လင်းရုပ်ရှင်ရွာစီမံခန့်ရအတွက် EOI ခေါ်ယူနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခဆောင်ရွက်မဲ့တန်လင်းရုပ်ရှင်ရွာစီမံခန့်ရက်တို့အစိပ်ပါဝင်စားတဲ့လုပ်ငန်းရှင်တွေကို Expression of Interest EOI ခေါ်ယူနေတယ်လို့သိရပါတယ်။ တန်လီရုံရှင်ရွာစီမံကိန်းကိုရန်ဝတိုင်းဒေသကြီးရန်ကုန်တောင်ပိုင်းခရိုင်တန်လီမြို့နယ်စစ်ပင်ကွင်းကြီးရွာအုပ်စုကွင်းအမှတ်666 A နဘဲကံမြောက်ကွင်းကမြေ area 30တရမ16 A ကမှဆောင်ရွက်မှဖြစ်ပြီးအိမ်ရရုပ်ရှင်စတူဒီယိုအောက်ထိုးစတင်တွေကိုတိစောက်သွားမယ်လို့ဆိုပါတယ် ဒါကြောင့်စိတ်ပါဝင်စားသူလုပ်ငန်းရှင်တွေအနေနဲ့စီမံကိန်းမှအကျိုးသူပူးပေါင်းဆောင်ရွက်ဖို့ EOI Fund ကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဝယ်ယူကာယခုလ23ရက်နောက်ဆုံးထားရှောက်ထားနိုင်တယ်လို့သိရပါတယ်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကတန်လင်းရုပ်ရှင်ရွာအပြင်လဲကူးမျိုးနယ်ရှိမြေအေးကတရားပေါ်မှာလဲရုပ်ရှင်မျိုးထောင်စီမံကိန်းကိုဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။ဆလပီ ်အေကန်သောပတ်တီတင်ပို့ရန်နှင့်ဆက်ယုံတီဆောင်ရန်ယာထားဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုနှစ်ရာသီချိန်အတွင်းအေခဲသောဘတ်တီတင်ပို့ဖို့နဲ့မြန်မာနိုင်ငံမှာသောဘတ်တီဆက်ရုပ်အသစ်တည်ဆောင်းနိုင်ဖို့အိန္ဒိယနိုင်ငံကနေလာရောက်ရှင်းသီးမြုပ်နှံချဖို့ဖိတ်ခေါ်ထားရလို့မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ကသိရပါတယ်။ အခုနှင်ထောပတ်သည်ရှားသည်မှမြန်မာနိုင်ငံကနေအေးခဲထောပတ်သည်တန်200ခန့်ကိုအိန္ဒိယနိုင်ငံသို့သင်ပို့နိုင်ရှိရသောမြန်မာနိုင်ငံထောပတ်သည်စိုက်ပျိုးထုတ်လုပ်သင်ပို့ရောင်းချသူများအသင်းမှအိန္ဒိယနိုင်ငံဘက်သို့နမူနာပေးပို့ဖို့နှင့်မြန်မာထောပတ်သည်အိန္ဒိယနိုင်ငံသို့သင်ပို့ရှားမှအိန္ဒိယနိုင်ငံရဲ့ဆောင်ရွက်ရှားမဲ့လုပ်ငန်းစဉ်တွေကိုအိန္ဒိယနိုင်ငံဘက်ကနေပံ့ပိုးပေးဖို့နိုင်ငံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအထွေမှာအိန္ဒိယကသောပတ်တီဆိုင်ယုံလာရောက်တည်ထားမဲ့အခြေအနေနဲ့ပတ်သက်လို့မြန်မာနိုင်ငံသောပတ်တီဆိုင်ပြိုထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကအထွေထွေအတွင်းရေးမှူးဦးကျော်စိုးမင်းကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါတယ်။ ်ဧကဲသောပတ်အသီးတွေကိုလက်ရှိမှာသင်ဖို့နေတော်လဲဤပညာအခက်ခဲတွေရှိနေသေးတာကြောင့်မအောင်မြင်သေးပဲအိန္ဒိယနိုင်ငံကိုကန့်လှမ်းရတာဖြစ်တယ်လို့လဲဆိုပါတယ်။ဤရဲမှာဟတ်သောပတ်သီးစိုက်ဧကပေါင်း2000ခန့်ရှိပြီးနှစ်စဉ်စတင်ပါလာကနေဒီဇင်ဘာလအတွင်းပြည်တွင်းပြည်ပဈေးကွက်တွေကိုသင်ဖို့ရောင်းချလေရှိတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ ဂျပန်၌တုတ်ကွေးသတိပေးချက်ထုတ်ပြန်ရသည့်အထိကူးစက်မှုမြင့်မားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်နိုင်ငံတဝမ်းတုတ်ခွေးဖြစ်ပွားမှုတွေမြင့်တက်နေခါဒိုချိုအန်နှံပြမှတုတ်ခွေးသတိပေးချက်များထုတ်ပြန်ထားပြီးစာတင်ချောင်းတထောင်ကျော်ရနာထားရပါထိအော်တိုဘလာ20မှ26ရက်အတွင်းတုတ်ခွေးဖြစ်ပွားသူပေါင်း14,286ဦးရှိခဲ့ရှာဆယ်ပန်းဆက်တရရဲ့ရှေ့အတွက်သူများလျှက်ရှိကြောင်းဂျမားရှိအလုတမလူမှုဖူလုံရေးဝန်ကြီးဌာနထုတ်ပြန်ထားပါထိ ယခုနှစ်ပထမအပတ်မှာတုတ်ကွေးဖြစ်ပွားမှုပေါင်း2000ကျော်ရှိခဲ့ကြောင်းယမန်နှစ်ကထပ်တလပိုးစောလာပါတဲ့ဒီထပ်ပိုးပြီးပြန်ပွားလာရင်အခြေအနေတွေပိုမိုဆိုးရွားလာနိုင်ခါကျောင်းတွေကိုစက်ပိတ်ထားရမှာဖြစ်ကြောင်းအတန်းတွေပြန်ဆောက်ဖို့ဆိုရှင်အခြေအနေတိုးတက်လာတဲ့အထိစောင့်ဆိုင်းရမှာဖြစ်ကြောင်းလူတအူးကပြောပါတဲ့ ဝန်ကြီးများအဖွဲ့အသွင်းရေးမှူးချုပ်ယိုရှိမာဆာဟန်ယာရှိကတုတ်ကွင်းဆက်လက်ပြန်ပွားခြင်းကာကွယ်ဖို့အတွက်စေဝါပစ္စည်းများကာကွယ်ဆေးများတုတ်ကွင်းဆေးများရရှိစေရန်တရားအောင်ဆောင်ရွက်သွားမယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောသွားပါထိပြည်သူတအူးကားတော်တုတ်ကွေးဖြစ်နေကြတဲ့အကြောင်းသတင်းသွေးလိုက်ထားကြောင်းအော်တိုဘာလကုန်ကကောက်ွယ်ဆေးထိုးခဲ့တယ်လို့ဆိုပါထိပ် ကောက်ဝေးပြန်ပွားမှုကဂျပန်မှာဇီးပွားရေးတက်ရောက်မှုဖြစ်လာပြီးကျန်းမာရေးဆောင်ရှားမှုစရိတ်တွေမြင့်တက်လာကတိုင်းပြည်ရဲ့အကျိုးပြုထုတ်လုပ်နိုင်စွမ်းတွေအနှောက်အယှက်ဖြစ်စေပါတယ်လို့သိရပါတယ်ရှင်။ရှိခိုးတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ Thank <music> you.